တနင်္သာရီတိုင်းကတော့လန်စွမ်းထတ်နေတယ်မြို့တနင်္သာရီတိုင်းကမောင်းမကန်ရဲစခန်းကိုတော်တိုင်းတပ်ဖွဲ့ကတိမ့်ပိုက်လိုက်တယ်ဆိုတဲ့သတင်းစတင်ပြောချင်တယ်တအပြင်မှာမြင်းချံကတံမရီဆက်ယုံရှော့ရိုက်တုံးနေတဲ့ပြစ်တာတွေရှိတယ်လို့အင်းတော်အင်းတော်မှာဖမ်းမိထားတဲ့စစ်တုံးပန်း73ထွက်ပြေးသွားတယ်ဆိုတော့အကြောင်းအကြောင်းရင်း၃ခုကိုတည်တည်ချာချာ တင်ပြခြင်းပါတယ်ကျန်းထော်လို့နစ6ရက်အောက်တိုဘာ2025မင်္ဂလာညကျန်းပါပြုဒီနေ့တော့အဖောင်ရခိုင်နိုင်ငံတော်ကိုတစ္ဆာဖောက်လိုက်တဲ့ကိုဆွေကိုမျိုးနေတိုးတယောက်တော့တတိုင်းပြည်လုံးဝိုင်းပြီးတော့ ပြစ်တင်ဝေဖန်ရှုတ်ချနေကြတယ်။အဖရခိုင်နိုင်ငံတော်နဲ့ရခိုင်တမျိုးသားလုံးကိုသစ္စာဖောက်တဲ့နေတိုးနဲ့အမှုပညာရှင်ဆိုတဲ့ယုံကြည်ချက်မရှိအာနာရှိသူသာပြေကပ်ဖင်ပေးပေါင်းတဲ့လူတစုရွေးကောက်ပွဲမဲပေးတဲ့ဝါရဖြန့်ဗီဒီယိုတွေမှာတော်လိုင်းကြီးကိုပါထိခိုက်စော်ကားတဲ့အကြောင်းရင်းတွေနဲ့ပတ်သက်ပြီးကိုဘလူမြတ်ကျော် အလကီ review channel မှာကျွန်တော်တည်တည်ချာချာအကိစ္စကိုတင်ပြခြင်းပါတယ်ဒီဘက်လူမြတ်ကျော် channel မှာတော့ကျွန်တော်ဒီနေ့တူတူနဲ့လိုရင်းစားလိုက်ရရင်တနင်္သာရီတိုင်းကတော့လက်စွမ်းထပ်နေတယ်ဗျို့တနင်္သာရီတိုင်းကမောင်းမကန်ရဲစခန်းကိုတော်တိုင်းတပ်ဖွဲ့ကတိမ့်ပိုက်လိုက်တယ်ဆိုတဲ့သတင်းစတင်ပြောခြင်းတယ်တအပြင်းမှာမြင်းချံက တံပတိဆက်ယုံရှော့ရိုက်တုံးနေတဲ့ပြစ်တာတွေရှိတယ်လို့အင်းတော်အင်းတော်မှာဖမ်းမိထားတဲ့စစ်တုံးပန်း73ဦးထွက်ပြေးသွားရဲဆိုတော့အကြောင်းအကြောင်းရင်း3ခုကိုတေးသေးချာချာတင်ပြချင်ပါတယ်အဲ့တော့ကနတ်ဦးမှာလောင်းလုံးရက်စကန်တိတ်တိုက်ပွဲအကြောင်းအရှင်ပြောကြရအောင်တနင်္လာနေ့တိုင်းလောင်းလုံးမြို့နေမောင်းကန်ရက်စကန်ကို တော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်သိမ့်ပိုက်လိုက်ပါတယ်တိုက်ခိုက်သိမ့်ပိုက်တဲ့ကာလမှာဘုံကျဲတာဗောဗျာဒုံဆန်တိုင်းပဲ26ရည်နေမနဲ့အစောပိုင်းရဲစခန်းကိုဝင်တိုက်တယ်ဖက်စစ်တပ်ဟာလေကြောင်းနဲ့ဘုံကျဲတယ်ဒီလိုဘုံကျဲနေတဲ့ဂျားတွေကတော်လိုင်းတပ်တွေဟာယွယွချွန်ချွန်တိုက်ခိုက်သိမ့်ပိုက်ခဲနိုင်တယ်စစ်ခွေးတွေမတာပေါ်တာတော့အများပြားရှိပြီလက်နက် ခဲရန်တွေလည်းတင်းစီရမိခဲ့တယ်။အသေးစိတ်အချက်လက်ကိုတော့နောက်ရက်ဒီမှာထပ်ပြောပြမယ်။ဒါပေမဲ့မောင်းမကန်ရေစကန်ကိုတိမ့်ပိုက်လိုက်ပြီဆိုတဲ့အကြောင်းကိုတော့တဝဲခင်တပေါင်းစုပြန်ကြားရေးတဝင်ခင်ကအတည်ပြုလိုက်ပြီ။ဆိုတော့ဒီနောက်ပိုင်းမှာ တနင်္သာရီတိုင်းလောင်းလုံဘက်မှာပြင်းပြထန်ထန်ဆော်ပလော်တီးနေတဲ့တရင်တွေတရဆက်တွေ့ရတယ် ဲ့တော့မြန်မာပြည်ရဲ့အမိပိုင်းကန်ယူရန်ဒေတာကြီးဖြစ်တဲ့တနင်္လာတိုင်းဟိုရက်ကလည်းရေဘလူးဆော်ဘလော်တီးတာကြားတယ်မလားဆိုတော့တနင်္လာတိုင်းပြီးတော့ကျွန်တော်တို့အနာရဲ့ဘိုးချက်တော်လေးရဲ့ဝင်ရိုးတစ်ခုဖြစ်တယ်။စကိုင်းညာတခွင်ကိုကြည့်ရအောင်။စကိုင်းညာတခွင်မှာတော့ ဝမ်ပောင်လဘရောင်းတော့ဂျင်းဒီစီမံဂိန်းတဲကိုတော်လိုင်းရေးတက်တွေတရဇက်တက်ခတ်တိုက်ခိုက်နေပါလေထုတ်ပြန်လို့မရတဲ့သတင်းတွေအရာဝမ်ပောင်ကိုအမှောက်ချီချင်နေတဲ့ညာသားတွေကရောင်းကြိုက်မိတာအဆင်သင့်ရှိပါလေဝမ်ပောင်လေးကဖက်စစ်စစ်ခွေးတက်ပြန်လေမထွက်မခွာမချင်းထွက်ခွာမသွားမချင်း ဝမ်ပေါင်ကိုအမုတ်ချီမှာဖြစ်ပါတယ်ဝမ်ပေါင်နဲ့ပတ်သက်ပြီးတော့ဝမ်ပေါင်ဟာရွေးကောက်ပွဲရှင်းပါဖို့ဝမ်ပေါင်ထဲမှာမဲယုံတွေတိဆောက်ပြီးရွေးကောက်ပွဲကျင်းပမယ်စာလင်းကြီးမြို့နယ်အမတ်တယောက်ဝမ်ပေါင်ရွေးကောက်ပွဲကနေတက်မယ်ကဘာမှာတော့စာလင်းကြီးမြို့နယ်ကအမတ်ရဲ့လူတို့ရွေးကောက်တင်မြောက်ထားတယ်ဆိုတော့ကလင်ကကြီးဇလန်းကိုရိုက်ဖို့ ဝမ်ပေါင်းနဲ့ဖက်စစ်တဲ့ပေါင်းချန်နေတာဆိုတော့စီးပွားရေးကိုစီးပွားရေးနဲ့တူအောင်လုပ်ရင်နိုင်ငံတကာရဲ့ယင်းနှိမ့်ညံ့မှုများကိုကျွန်တော်တို့ကကာကွယ်စောင့်ရှောက်ရမယ်တာဝန်ရှိတယ်ဘသူအကျိုးစီးပွားမှပျက်စီးလို့စေခြင်းစိတ်ကြောင့်တော်လှန်ရေးကိုဆင်နွှဲနေတာမဟုတ်ဘူးတော်လှန်ရေးကိုဆင်နွှဲနေတာဟာစနစ်ကိုပြောင်းလို့ရင်ဆင်နွှဲနေခြင်းဖြစ်တယ်သို့တော့ဝမ်ပေါင်းလို့ကုမ္ပဏီမျိုးဟာ ပြည်သူကိုအကြမ်းဖက်ရက်ဆက်တပ်ဖြတ်နေတဲ့ဖက်စစ်တပ်နဲ့ပူးပေါင်းယုံနေမှာဖက်စစ်တပ်လောက်ကိုင်းဆောင်ရွက်မဲ့ရွေးကောက်ပွဲကိုပါပါဝင်ကူညီတယ်ဝမ်ပေါင်းကုမ္ပဏီဝင်းထဲမှာရွေးကောက်ပွဲလှုပ်ခွင့်ပေးတယ်ဒါတော့တော်တော်များသွားပြီတင်းတန်စီဝိုင်းလောက်တာမဟုတ်ဘဲနဲ့နိုင်ငံရေးပါရောရှက်လာသလိုဝမ်ပေါင်းအနီးနားကရွာသားတွေကိုလည်းလူသားတိုင်းလှုပ်တာကို တွေ့ရတယ်ဆိုတော့ပြည်သူလူထုကလက်မခံပါဘူးရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ပါမယ်လို့ပြောနေတဲ့ဂျားတွေကဝမ်ပေါင်းဟာဖက်စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲကိုကူညီဆောင်ရွက်ပေးမယ်ဆိုတော့ကတော်လိုင်းကြီးတက်တယ်အလွန်မရှိဘူးလို့ဒီနေရာကနေဝမ်ပေါင်းကုမ္ပဏီပိုင်ရှင်နဲ့တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို ပြောလိုပါတယ်ခင်ဗျားတို့စီးပွားရေးလှုပ်ရှင်နေဆိုရင်လှုပ်လို့ရပါတယ် တော်လိုင်းတက်တရားမိသည့်နိုင်ငံရဲ့အကျိုးစီးပွားကိုမှဖျက်ဆီးလို့ချင်းအလင်းမရှိပါတိုးတော့ကျွန်တော်တို့စန့်ကျင်တော်လိုင်းနေနဲ့ဖက်စစ်တက်နဲ့ပေါက်ဖက်ပြီးပြည်သူကိုနှိပ်စက်တပ်ဖြတ်မှုမှာအားပေးကူညီမယ်ဆိုရင်တော့တော်လိုင်းလမ်းခရီးတစ်လျှောက်မှာစူညောက်ခလုတ်မှန်သမျှတိုက်စားရှင်းလင်းသွားမယ်ဆိုတဲ့အကြောင်း1ပေါင်ကုမ္ပဏီကိုဒီနေရာကပြင်းပြင်းထန်ထန်တတိပေးလိုက်ပါ အညာတက်တီအားလုံးဝမ်ပေါင်းကိုစုစည်းကတရဇတ်ထိုးစစ်စင်တိုက်ခိုက်ချိန်မုံမှုပြင်ဆင်နေပါပြီအဲ့တော့ကိုရွှေညာတို့ကြီးဝမ်ပေါင်းကိုအမှုန့်ချိန်မှုဝမ်ပေါင်းကိုတိုက်ခိုက်ချိန်မုံမဲ့တိုက်ပွဲမှာငါတို့အညာသားရဲဘော်တွေပါဝင်ခဲ့တယ်ဥဆောင်ခဲ့တယ်တိုက်ပွဲဝင်ခဲ့တယ်ဆိုတော့သမိုင်းမှတ်တိုင်ကိုရေးထိုးပြီးတိုင်းပြည်ကိုဒုက္ခပေး တယံဇာတကိုဂုံသွေးဆုပ်ယုံမကဘီသူကလုံးဝလက်မခံဘူးဘီသူလူတို့ကိုရက်ဆက်အကြမ်းဖက်နေတဲ့စစ်တပ်ကိုကူညီနေတဲ့ဝမ်ပောင်ကုမ္ပဏီဟာစီဝိုင်းလုတာမဟုတ်နိုင်ငံရေးပါရှုပ်ဒီအတွက်ဝမ်ပောင်ကိုပြစ်တံခတ်ဖို့အညာတက်တွေအကုန်လုံးစုယုံကခြိတက်ခြိမုံကြပါတော့ဒီနေ့ထိတဲ့ဝမ်ပောင်မှာတိုက်ခိုက်နေပါတယ် အညာကရဲဘော်တွေကိုကျွန်တော်တို့တော်လန်ကြီးပြည်သူတော်လန်ပြည်သူနဲ့ကျွန်တော်ရဲဘော်မိတ်ဆွေတွေကအညာနဲ့ပတ်သက်ရင်ဒီကာလမှာအာယုံစိုက်ဖို့လိုပါတယ်အညာကိုဘက်စစ်တပ်ဟာစစ်ပြည်နေပါပြီအညာမှာလက်ရှိစစ်ပူနေပါတယ်နေ့စဉ်စချောင်းထိုးတာတွေနေ့စဉ်တိုက်ခိုက်မှုတွေတရဆက်ဖြစ်ပေါ်နေတယ်လို့ဝမ်ပေါင်းအနီးနားကယွာတွေဟာ ထွက်ပြေးနေရတဲ့စားဖို့တောက်ဖို့ရေတောင်မရှိတဲ့ဘဝတွေရောက်နေရတဲ့အခြေအနေအဲ့တော့ဒီຫນွေဦးတော်လိုင်းသမိုင်းမှာတော့အညာရဲ့ဇွဲအညာသူအညာသားတွေရဲ့တတ်တည်နေသမိုင်းမော်ကွန်မှတ်တမ်းဝင်မဲ့ကိစ္စတွေကနောက်နာကတ်ကာလမှာပြောမဆုံးမောင်တော်သုံးတော်ဖြစ်ပါလိမ့်ထထူပဲအညာမှာဒီကနေ့ထပ်တိုက်ပါလိမ့်တရားခွန်မမှာရှော့လိုက်ဒုံးနေနဲ့ ပြစ်တဲ့တည်င်းလေးတင်ပြပါစီအဲ့တော့အော်တိုဘလ16ရက်နေ့မှာဖက်စတဲ့အင်အား200အထိုင်ချတာလေငင်းကြံတံမရီစက်ယုံကိုဒလိုင်းတက်တွေကတရားခွန်မမရှော့လိုက်တုံး10လုံးနဲ့ပြစ်ပါလေကျန်းထော်လို့ဟုတ်တယ် ှိရဘုံမှာရှိရဟိုးမှာရှိရကျွန်တော်တို့မာလာဂျိုးမစက်ခွေးတွေကိုမုတ်ကျွေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဆောင်းလို့ရှိရှိကြပါဦးတဲ့ ကပ္ပဆာကပ္ပဆာသူတို့ငုံကြုတ်နေဖြစ်တာလေ Ở luôn mà chết rồi <laughs> rồi Ok ဒီပြစ်ခတ်မှုနဲ့ပတ်သက်ပြီး15កောင်မသားပေါ်တယ်လို့ကျွန်တော်တို့သိရပြီတန်ရအများပြရရတယ်ဆယ်လုံးပြစ်တဲ့နေရာမှာ၈လုံးဟာပြစ်မှတ်ကိုတိတိကျကျထိမှန်ခဲ့ပါတယ်အဲ့ဒါက၄လုံးကစစ်တပ်အထိုင်ချတာတဲ့နေရာတွေရဲ့အတိတ်ကပြစ်မှတ်တွေကိုထိမှန်ခဲ့ပါတယ်တော်တော်များများမသားပေါ်တိတ်ဆုံးမှုတွေရှိနေပြီးတော့ ဖက်စစ်တဲ့စစ်ခွေးအင်အား200လောက်ထဲကိုချောလိုက်တုံးကြီးကြတဲ့အခါလက်တလောချက်ချင်းသေးချင်းစိုးနဲ့သေးတာကတော့15လောင်းဖြစ်ပြီတန်ရာရရှိသူကတော့အများပြပါဗျာနော်အဲ့တော့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးမြင်းကြံခရင်အမှတ်နဲ့တရင် BGF မြင်းချင် one more sit down မြင်းကြံခရင်အမှတ်3တက်ရင်တို့ကအဝေးဆောင်ရွက်ခဲ့တာဖြစ်တယ် တိုက်ခတ်ခဲ့တာဖြစ်တယ်။ကဲအညာကိုတော့သွေးတိုးဆန်းနေကြပြီ။အညာကိုမေ့အောင်လိုက်သွေးတိုးဆန်းတဲ့ပွဲမှာစစ်ခွေးတင်ရင်သခိုင်းတိုင်းကဲ့သို့ပျော်စမတွေ့အောင်လက်တံပြောင်လာတဲ့အညာသူအညာသားတို့ရဲ့ဇွဲတက်သည့်လုံလဝရိယနဲ့နွေဦးတော်လန်ရေးမှာအကြီးမားဆုံးပေးဆက်မှုနဲ့အန်ချိတ်တော်လန်နေတဲ့အညာပြည်သူတွေကိုဒီနေရာကဥညော့ဂုံပြူရင် အညာနဲ့အတူတိုင်းသာတော်လိုင်းတက်များဟန်ချန်ကြီးစစ်စင်ကြီးဆင်နွေးနိုင်ခဲ့ရင်ရွေးကောက်ပွဲကိုပြတ်ဖို့ဆိုရင်အထွေထွေထိုးစစ်ကြီးဆင်နိုင်ဖို့လိုတယ်ဒီနေရာမှာဖက်စစ်တပ်ကတော့သူ့အလုပ်ကိုတူလုံနေတယ်ရွေးကောက်ပွဲလောက်ကင်ဆောင်ရွက်ဖို့ဝါရဖြန့်ချီရီလှုပ်ပြီးတော့ နာမည်ကြီးမင်းသားမင်းသမီးတွေကိုအတုံးချဇလန်းစင်ပြည်သူလူထုကိုမှိုင်းတိုက်ဒီအချက်တွေကိုဒီဇိုင်းမမလုပ်နေတယ်ကျွန်တော်တို့တော်လိုင်းကြီးတက်တွေနဲ့တော်လိုင်းကြီးဘက်ကအမျိုးသားညီညွတ်ရေးအစိုးရနဲ့အခြားသောတော်လိုင်းအင်အားစုတွေကရောစစ်တပ်ရဲ့ဝါရဖြန့်ချီရေးမှိုင်းကိုနံပါတ်1ခြေဖြတ်ဖို့နံပါတ်2ပြန်လဲဝါရဖြန့်ချီဆင်လွှဲနိုင်မှုနံပါတ်3ပြည်သူလူထုကို အတိမှန်အမြင်မှန်တရင်မှန်ပေးဖို့လုံလောက်ပြီလားကျွန်တော်လက်ရှိလုပ်နေတဲ့အလုပ်တွေက လုံလောက်ပြီလားအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တော့စစ်တပ်ကိုဝါရဖြန့်ချီလုပ်ငန်းစဉ်ဆောင်ရွက်တဲ့နေရာမှာအင်မတန်အားနေတယ် PVTV တို့အခြား NUG နဲ့ပတ်သက်သောသတင်းဌာနတွေဆိုရင် NUG ရဲ့သတင်းကလွှဲရင်ကျန်တဲ့သတင်း တင်ဆက်မှုအင်မတန်အားနေတာတွေ့ရတယ်။ဆိုလိုချင်တာကအဖွဲ့အစည်းတစ်ခုရဲ့ဝါဒဖြန့်ချီရေးသတင်းဌာနတစ်ခုထပ်မပူဘူး။တော်လန်ရေးသတင်းဌာနကြီးအဖြစ်ပြောင်ပြောင်မြောက်မြောက်စစ်တပ်ရဲ့ဝါဒဖြန့်ချီရန်ရာကိုရိုက်ချိုးနိုင်တဲ့အနေအထားထိမရောက်လာသေးတာတော့တွေ့ရတယ်။ဒါပေမဲ့တော်လန်ပြည်သူတွေကျွန်တော်တို့လိုအခြားတော်လန်ရေးသတင်းတင်ဆက်တဲ့လူတွေကတော့ ခိုင်ခိုင်မာမာဒီဇိုင်းမမတ်နှစ်နဲ့ချီပြီးစစ်တပ်ရဲ့ဝါရဖြန့်ချီရန်ရယာကိုခုခံနေပါတယ်ဆိုတော့ကအာဏာချက်တွေကိုပြင်ဆင်ပါရှေ့သူတလန်းတိုးတလန်းနိုင်အောင်ကြိုးစားပါစီရေးနိုင်ငံရေးဝါရဖြန့်ချီရေးနိုင်ငံတကာအရေးဘယ်အရေးမှဘာလို့တင့်လဲဘယ်လမ်းမှဘယ်ပန်းပန်ပြီးဘယ်အချိုးမှဘယ်ပစိုးဝတ်တင်လဲဆိုတာကို တော်လိုင်းခေါင်းဆောင်ဆိုသူများကချက်ချင်းမဆိုင်တိပြီးစင်နိုင်တိုက်ရန်အလို့မှာရှိသည်မြအာကုန်တုံးပြီးရုံရမယ်နှစ်2025ခုနှစ်အကြိမ်ဒီဇင်ဘာမှာသာရွေးကောက်ပွဲဖြစ်သွားခဲ့ရှိရွေးကောက်ပွဲအလွန်ကာလမှာတော်လန်ကြီးကိုဘယ်လိုပြင်ဆင်ထားရမလဲဆိုတဲ့ပြီးပလန်ပါ ထည့်စင်စားထားကြပါအားလုံးကိုကျေးဇူးတင်ပါတယ်